အီရန်နဲ့ဒီအစ္စရေးတို့ဟာအပြန်လန်တိုက်ခိုက်နေကြတာအခုဆိုရင်၄ရက်မြောက်ရှိလာပါပြီအစ္စရေးကအီရန်ရဲ့ဒီနျူကလ িয়ার အစီအစဉ်တွေနောက်ပြီးတော့စစ်ကောင်းဆောင်တွေနဲ့စစ်ပတ်ပြမှတ်တွေကို အရင်ဆုံးစပြီးတော့တိုက်ခိုက်ခဲ့တာပါအီရန်နျူကလ িয়ার ပညာရှင်တွေနဲ့စစ်ကောင်းဆောင်တွေတေဆုံသွားခဲ့ပြီးတဲ့နောက်မှာတော့အီရန်ဘက်ကလည်းလက်တုံပြန်ပစ်ခတ်ခဲ့ပါတယ်၄ရက်လုံးအပြန်လန်ပစ်ခတ်နေကြရမှာအစ္စရေးဘက်ကအရက်သား၁၀ခန်းတေဆုံခဲ့တယ်လို့အီရန်ဘက်မှာအရက် က်သားတွေအပါဝင်လူပေါင်းရာကျော်သေဆုံးခဲ့ပါတယ်။ကမ္ဘာအနှံ့ကလူတွေကလည်းအမေရိကန်နဲ့ဒီရုရှားတို့ရဲ့ဒုံးကျည်လက်နက်တွေနောက်ပြီးတော့ဒုံးဖြတ်လက်နက်တွေကိုတအံ့တအောကြည့်ရှုကြရပါတယ်။ဆိုတော့ဒီပွဲမှာကျမတို့တွေကပွဲကြည့်ပရိသတ်သက်သက်ပဲလား။တကယ်တော့မဟုတ်ပါဘူးကိုရီနဲ့သက်ဆိုင်တာတွေလည်းရှိနေပါတယ်တရက်သက်ဆိုင်တာတစ်ခုကတော့စီစေးနှုံးတွေ ခုံတက်ကုန်တာပဲဖြစ်ပါတယ် အရင်တစ်ပတ်အတွင်းမှာပဲဒီရေနံစိမ်းစီစင်းနှုံးတွေဟာကမ္ဘာဈေးကွက်မှာ900ရာခိုင်နှုန်းခုန်တက်သွားခဲ့ပါတယ်။ တနင်္ဂနွေနေ့ကတော့အစ္စရေးကဒီအီရန်ရဲ့ကမ္ဘာအကြီးဆုံးတဘာဝတန်ငွေတန့်စင်တဲ့နိုင်ငံတောင်ပိုင်းကအာဆောက်ဖတ်ဆိုတဲ့နေရာကိုပေါ့နော်ဒီတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေရာဟာကမ္ဘာမှာအကြီးဆုံးတွေထဲကအကြီးဆုံးနေထဲမှာပါတဲ့တဘာဝတန်ငွေတန့်စင်ဆက်ယုံနှစ်ခုမီးလောင်ပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရေနံစိမ်းဈေးနှုန်းဟာနောက်ထပ်300ခိုင်နှုန်းခုန်တက်သွားပါတယ်။ကမ္ဘာရဲ့ဘယ်နေရာမှာပဲနေနေ73စီဈေးတက်တာ ိုတော့ကြုံရရမှာဖြစ်ပါတယ်။စီစည်းတွေတက်ပြီးဆိုလို့ရှင်တော့တစ်ဆက်ထဲမှာပဲကုံစည်းနှုံးတွေလိုက်တက်မှာကိုတော့မျောလင့်ထားရတော့မှာဖြစ်ပါတယ်။